မင်္ဂလာညချမ်းပါရှင် KTF Fan ပြည်သက်တွေနဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလှုပ်ချိုပြီးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့တူလူအင်ဆန္ဒတွေပြေဝကြပါစေလို့အရင်ဆုံးဆုမကောက်တောက်ပေးလိုက်ပါတယ် KTF Fan မြန်မာဘာသာ Radio အစီအစဉ်တွေကို Pro Sonic Demo ဆိုမြို့နယ်မှာ FM Radio Lite 100 MHz မယ်ဆက်မြို့နယ်မှာ FR2 light 95.8 MHz ထိုင်းဂရီနီနယ်စမှာ FR2 light 100 MHz တို့နဲ့နေ့စဉ်ည9:00နာရီမှာထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ် KTFR Radio Station ကနေတနိုင်းစာနားဆင်ရမှာဖြစ်ပြီး Canon Retire ရဲ့ Facebook လူမှုကိုရစာမျက်နှာမှာတော့အစီအစဉ်တွေကိုနိုင်ဝက်စာအတူတူခန်းစားကြရမှာဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ16ရက်အင်္ဂါနေ့ည ် Kitty of Radio အစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးနေပါပြီ။ကျွန်မမော်လင်းများပါရှင်။ဒီကနေ့ရဲ့အစီအစဉ်မှာတော့ကနော်ရီထိုင်းရဲ့နောက်ဆုံးရသတင်းမော်လင်ဝါဒဂျူတီခမန်ချက်တွေကိုကြားရဖို့ရှိပါတယ်။ဒါရီအပြင်အသက်ရှင်တင်ဆက်ပေးနေတဲ့လူငယ်အစီအစဉ်ကနေပြီးပြပထွက်ပြီးအလုံးလုံးမဲ့လူငယ်တွေဘာတိထားတည်တယ်လဲဆိုတဲ့အကြောင်းကိုနားဆင်ရမှာဖြစ်တယ်လို့လက်ရှိထိုင်းနိုင်ငံမှာတရားမှုရရှိလာသူတို့ချို့ရဲ့စကားအတန်တွေကိုလည်းစူးစီးတင်ဆက်ပေးသွားမှာပါ။ KTFN ပြည်သက်တွေအနေနဲ့ လူထုစာလွှာမှာပါဝေချင်တာဒါမှမဟုတ်တချင်းတောင်းဆိုချင်တယ်ဆိုရင်တော့ General Retire ရဲ့ Page Messenger ကနေအခုချိန်ကစပြီးစာရေးသားပေးပို့ထားလို့ရပါပြီ။အခုရေဆုံးတော့သတင်းတွေကိုပြောပြပေးပါမယ်ရှင်။ရှမ်းပြည်တောင်ပိုင်းနဲ့ Greeny နယ်စပ်မှာတော်လိုက်လှုပ်ရှားနေတဲ့ SSLDF KNTF မတ်တရာတိတဲရေကနေတော်လိုက်အေအားဖြစ်တင်းနိုင်ဖို့တပ်သားအသစ်တွေခေါ်ယူနေပါတယ်။ ဒေါ်လာရေးတာဝန်ထမ်းဆောင်တဲ့အခါမှာလူအပ်တဲ့အီအားတွေဖြစ်တင်းနိုင်ဖို့အတွက်တက်တာခေါ်ယူနေတာဖြစ်တယ်လို့မြေပြေရဲဘော်တို့ကပြောပါတယ်။တက်တာအစ်တစ်ခေါ်ယူတာဟာလူဦးရေကတ်တက်ထားတာမျိုးမရှိဘဲသမတ်ချက်တွေအနေနဲ့အသက်၁၈နှစ်ပြည့်ပြီးကျန်းမာရေးကောင်းမှုသူစိတ်ရောကိုယ်ပါပြင်ပန်းစည်ရင်မှုတန်ခံနိုင်သူနဲ့စစ်အာဏာရှင်ချုပ်ငင်းတဲ့အသည့်ပြည့်အပ်တဲ့တာဝန်တွေကိုချင်ပိုစွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ပြောဆိုထားပါတယ်။ တပ်သားအဖြစ်ပါဝင်လာသူတွေကိုဖိတ်ခေါ်ထားသလို SSNDF KADF အမတ်တရာတိတက်ရရဲ့ Facebook page messenger မှာဒါရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ Like or Yango Yango Like or အဝေးပြေးရင် Like Express ကားကြီးတွေကိုနိုဝင်ဘာလ15ရက်နေ့ကစလို့ဒါရိုက်ပြေးဆွဲနေပြီဖြစ်တယ်လို့ Like or မြို့ခံတွေကပြောပါတယ်။ Like or မြို့မှာတစ်လေးလုံးစစ်စစ်ရေးနောက်ပိုင်းမြို့အသီးသီးကိုပြေးဆွဲတဲ့ရင် Like အလုံးရက်တက်သွားခဲ့တာပါ။ နောက်ပိုင်းမှာတော့လိုက်ကောမြို့သွင်းတဲ့တခြားမြို့တွေကိုကားငယ်တွေပြန်လည်ပြေးဆွဲနေပေမဲ့ Liker Express ကားကြီးတွေကိုတော့နှစ်နှစ်အကြာမှပြန်လည်ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ Express ရေအတွက်လက်မှတ်တစ်စောင်ကို6000ကျပ်ကုန်ကြပြီးမတ်ပုတ်တင်ရှိမှစီးနှီးခွင့်ရမှာဖြစ်တယ်လို့ရင်လိုင်းတွေကကြေညာထားတာပါ။လွိုက်ကော၊မူပြဲ၊ဖေခုံ၊ပင်လောင်း၊ရန်ကုန်တိုက်ရိုက်ပြေးဆွဲပေးမှာဖြစ်ပြီး အဲ့ဒီလမ်းကြောင်းမှာစစ်ကွန်မရှင်စစ်ဆေးရေးဂိတ်အနည်းဆုံး20ခန်းရှိတယ်လို့စစ်ဆေးမှုတင်းကြားတယ်လို့ရင်မောင်းတူကပြောပါတယ်။လွိုက်ကောရန်ကုန်ရင်လိုင်းထွက်ခြင်းဟာမနေ့9ရက်ခွဲရန်ကုန်လွိုက်ကောရင်ထွက်ခြင်းကတော့ည6နာရီဖြစ်ပြီးထင်းရွမြို့တော်ရွှေကင်းဒရီရွှေကယာတိတ်တန်းကတိစားတဲ့ express ရင်လိုင်းတွေနေ့စီပြည့်စွဲနေပြီလို့သိရပါတယ်။စစ်ကွန်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြိုင်မဲ့ပါတီအသီးသီးကနေ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုကြည်ကြဲပြပြလှုပ်ဆောင်လာကြတယ်လို့လိုက်ကော်မျိုးခန့်တွေကပြောပါတယ်။ရက်ွက်ရုံးတွေမှာပါတီဝီတွေကနေဆန်စီပေးပြီးစည်းရုံးရေးဆင်တာလမ်းစုံလမ်းခွက်တွေမှာဆိုင်းဘုတ်ထောင်တာရွေးကောက်ပွဲလက်ကားစားဆောင်ဝေတာတွေရှိတယ်လို့ဆိုပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကနေကြားပြည်နယ်လွတ်တော် PR မှာဝင်ရောက်ရှင်ပြိုင်မဲ့ចောင်းဆရာငိမ့်ဖြစ်တယ်လို့မင်းစုရက်ွက်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဥခင်မောင်ဝင်းကလူတချို့နဲ့တွေ့ပြီးမင်းဆွယ်စည်းရုံးတာပါတီဆိုင်းဘုတ်ထောင်တဲ့ပုံလေးကိုလူမှုကိုရဆာမျက်နှာဖြစ်တဲ့ TikTok မှာမျှဝေထားတာပါနိုဝင်ဘာလဒုတိယပတ်ကစလို့ရိုက်ကောမြစ်တွင်းမှာရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေကရုတ်ထွက်ပြပြီးမင်းဆွယ်စည်းရုံးတာတွေလှောက်ဆောင်နေပေမဲ့ပြည်သူလူထုတွေဟာစိတ်ဝေစားမှုမရှိကြဘူးလို့မြို့ခံတူဦးကသုံးသပ်ပြောဆိုထားပါတယ်။လွိုက်ကုံမြို့ရဲ့မဲဆန္ဒအသီးသီးမှာတော့တနိုင်ငံလုံးတိုင်းတာနဲ့ ရွေးကောက်ပွဲဝင်မဲ့စက်ခံရေးပါတီ USDP ပိုင်းသာစီလုံးညီညွတ်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးနဲ့ပြည်내အချင်းဆိုင်ကြားပြည်내ပြည်သူ့ပါတီ KYSPP တို့ရှင်ပြိုင်တွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ရဲ့ကာလိုဘဟုအကြံပေးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ဦးစောဒေနီတွေက KYSSP ရဲ့ရိုက်ကော်မြို့နယ်ပြည်내လွတ်တော် FPDF နေရာဦးပိုးရအောင်တန်းက USDP ပါတီရဲ့ ပြည်내ဥက္ကဋ္ဌဖြစ်သလိုလာမယ့်ရွေးကောက်ပွဲမှာပြည်내လွတ်တော် PR စနစ်မှာရွေးကောက်ခံဖို့ရှိနေတာပါစစ်ကောင်ရှိအုပ်ချုပ်ရေးအဖွဲ့ကနေရွေးကောက်ပွဲမှာမဲထက်နိုင်ဖို့အတွက်ဒေသတွေတိုက်ပွဲတွေကြားလွိုက်ကော်မြူကနေတိမ်းရှောင်သွားကြတဲ့စစ်ဘေးရှောင်တွေကိုနေရပြန်လာဖို့ပြောဆိုတာအထင်ကြီးနေရာတွေကိုစီကားအောင်ပြင်ဆင်တာအမှုပညာရှင်တင်းတန်ရှင်တွေနဲ့လွိုက်ကော်မြူမှာလာရောက်ဖျော်ဖြေခိုင်းတာလွိုက်ကော်တက္ကသိုလ်ပြန်လည်ဖွေလိုက်တာ အဝေးပြေးရင်လိုက်ပုံမှန်ပြေးဆွဲနေတာတွေကိုဆောင်ရွက်နေတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်စကောမရှင်ကနိုင်ငံရေးထရပ်ပေါ်တစ်ခုအနေနဲ့ဆောင်ရွက်နေတဲ့ရွေးကောက်ပွဲကိုခရီနီပီကတော်လာရေးအားစုတွေအရက်ဖက်ဖွဲ့စည်းတွေလူငယ်အဖွဲ့တွေကဆက်ကျင်ကက်ကွက်ကြအသီးသီးထုတ်ပြန်ထားကြပါတယ်။လက်ရှိမှာလည်းစကောမရှင်ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့ Raiko, Dumoso, Proso, Bolakhe မြို့နယ်တွင်းတွေမှာ တော်လာရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့မကြခဏတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီရွေးကောက်ပွဲအတွက်ဂရင်းနီပြည်မှာဝင်ရောက်ရှေ့ပြိုင်မဲ့ပါတီ၄ခုနဲ့တတိပုဂ္ဂလိကအပါဝင်ရွေးကောက်ခံကိုယ်စားလှယ်လောက်89ဦးရှိနေပါတယ်။မိုင်းခွင်းထဲရောက်သွားခဲ့ရင်ဘာလို့တင်ပါသလဲ။မြေမြုပ်မိုင်းတစ်ခုကိုတွေ့လိုက်ပြီးဆိုတာနဲ့သိကြပါတယ်။သင်ဟာမိုင်းခွင်းထဲကိုရောက်နေပြီဖြစ်ပါတယ်။ရောက်တဲ့နေရာမှာချက်ချင်းရဲ့ငြိမ်ငြိမ်လေးနေပါ အခြားသူတွေအတူပါလာရင်လေသူတို့ကိုချက်ချင်းရက်ခိုင်းပါငြိမ်ငြိမ်လေးရက်ပြီးစိတ်ကိုအတက်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်ထားပါမိမိရက်နေတဲ့နေရာဘေးတဝိုက်ကိုလည်းသေးကြစွာ ကြည့်ရှုပါ ရှေ့ဆက်မသွားတော့ဘဲမိမိလာခဲ့တဲ့လမ်းအတိုင်းနောက်ပြန်လှည့်ပါ တကယ်လို့ကိုချေရကိုမြင်ရနိုင်တဲ့အနေအထားရှိရင်တော့ချေရအတိုင်းနင်းပြီးဖြည်းဖြည်းချင်းရှောက်လှမ်းရပါမယ်လမ်းတစ်လျှောက်ခြေလှမ်းချမဲ့နေရာတိုင်းကို သတိကြီးကြီးထားပြီးနင်းလျှောက်ပါ စိတ်ချရတဲ့အကွာအဝေးတစ်ခုကိုရောက်ရင် နေရာကိုတေးချအမှတ်အသားလုထားခဲ့ပါ အမှတ်အသားထားခဲ့ဖို့အန္တရာယ်များနေတဲ့အခြေအနေမပေးဘူးဆိုရင်လေနေရာကိုတေးချမှတ်ထားပြီးအချက်လက်ကိုမိမိရက်ရွာတွေက တခြားသူတွေနဲ့မျှဝေပေးပါရက်ရွာကိုလာလန်းအတိုင်းအမြန်ဆုံးပြန်ပြီးရွာသူရွာသားတွေရွာလူကြီးတွေဘာသာရေးကောင်းဆောင်တွေလက်နက်ကင်အဖွဲ့အစည်းတွေကိုအကြောင်းကြားပါ ဒီကနေ့ရဲ့မိုးလေဝသအခြေအနေဟာမြူတွေအုံမိုင်းနေပြီးတနေကုန်ဆိုသလိုနေမီကြီးကိုမတွေ့ရပါဘူးပြိတက်တွေနေတဲ့အဖက်ချမ်းမှာရောမိုးလေဝသအခြေအနေဘလို့ရှိတယ်လဲမနေ့ပြန်နိုဝင်ဘာလ19ရက်နေ့ပါဝင်တပတ်အတွင်းမိုးလေဝသအခြေအနေကဘလို့ရှိတယ်လဲဆိုတာကိုပြောပြပေးပါမယ်ဂရီနီပါဝင်မြန်မာနိုင်ငံတဝမ်းမှာတပတ်အတွင်း အချိန်ခါမဟုတ်မိုးရွာသွန်းနိုင်ပြီးလက်ရှိမှာလည်းစပားရဲ့ရာသီဖြစ်နေတဲ့အတွက်အဖြစ်မှုအဖြစ်ကြုံတွေ့ရနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးထားပါတယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့ကနေလာမယ့်နိုဝင်ဘာလ23ရက်နေ့အထိမိုးရွာသွန်းနိုင်မယ်လို့ခန့်မှန်းထားတာပါ။တစ်ပတ်အတွင်းဘင်္ဂလားပေလေအော်အခြေအနေမှာလည်းကပ်ပလီပေလေပြင်းနဲ့ဘင်္ဂလားပေလေအော်တွေမှာတိတ်အစ်တင့်အစ်တင့်ကနေတိတ်ထူထမ်းနိုင်တယ်လို့ကပ်ပလီပေလေပြင်းနဲ့ င်္ဂလာပေးလေော်တောင်ပိုင်းတွေမှာလေဖိအားနည်းရောင်ဝတ်တစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။အဲ့ဒီလေဖိအားနည်းရောင်ဝတ်ကြောင့်ဂရင်းနေပါဝင်နေပြီးတော့မန္တလေး၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္လာနေ့တိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယေပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရာစစ်စစ်မှုထိချိုးရွာနိုင်တယ်လို့ NUG ကအသိပေးထုတ်ပြန်ထားတာပါ။ လက်ရှိဂရီနီပြည်မှာလည်းအချိန်ခါမဟုတ်မိုးရွာသွန်းနေဆဲပဲဖြစ်တယ်လို့ဒေသခံအမျိုးသမီးတဦးကတော့အခုလိုပြောပါတယ်။အာအရှိတရဲ့ကဆိုရင်တော့အာရွာတော့မရွာဘူးနမဲနေရွာတယ်ပေါ့ပြီးလို့ရှိရင်ဒီမနေ့ဒီရက်ခါကျတော့ရွာတယ်မိုးမိုးရွာတယ်ဒီနေ့ကဒါရီအပြင်လက်ရှိမှာစပားရိတ်သိမ်းနေဆဲပြည်သူတချို့ရှိတာကြောင့်အချိန်ခါမဟုတ်မိုးဆက်လက်ရွာသွန်းတာဟာတောင်သူတွေအတွက်အဆင်မပြေဘူးလို့နော့ထက်ဂရီနီဒေတာခန့်တူကပြောပါတယ် ဂရင်းနီပီနဲ့ထိဆက်နေတဲ့ထိုင်းနိုင်ငံမှာလည်းနိုဝင်ဘာလ18ရက်နေ့ကနေလာမယ့်နိုဝင်ဘာလ23ရက်နေ့အထိတပတ်အတွင်းအေးလိုင်းဖြတ်တာထိုင်းတောင်ပိုင်းနေရာဒေသတချို့တွေမှာမူးကြီးတာတောင်ချရေတွေကျတာတွေဖြစ်ပေါ်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကအသိပေးထားပါတယ်မနေ့ပြန်နိုဝင်ဘာလ19ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဂရင်းနီပီမှာမိုးထချိုးရွာနေပါတယ် ောင်စီအာနာတိုင်းလိုက်တဲ့နောက်ဆက်တွဲတွေကြောင့်မိသားစုစာဝန်နေရတွေပြင်စစ်မှုထမ်းဥပဒေကြောင့်နဲ့စပေးရှောင်နေရတာတွေကြောင့်ပြည်နယ်ထိစက်တဲ့ထိုင်းနိုင်ငံကိုလာရောက်နေထိုင်ကြသူတွေများလာပါတယ်။လက်ရှိမှာလည်းထိုင်းအာနာပိုင်တွေကလမ်းရောက်ကမ်းလွတ်ခေါ်တဲ့လမ်းရိုက်တဲ့လုပ်ငန်းစီကိုရာရီရနာထားပါတယ်။ KTF ပြည်သက်တွေတဲကထိုင်းနိုင်ငံအတွင်းကိုရောက်ရှိနေတဲ့သူတွေရှိလား။ကိုကိုတိုင်းမဟုတ်တာတော့မှမိသားစုတွေဒါမှမဟုတ်အသိမိတ်ဆွေတွေတဲကထိုင်းနိုင်ငံကို တရားမဝင်နဲ့ရောက်ရှိလာကြတဲ့သူတွေရှိကြမှာပါလက်ရှိတဖက်နိုင်ငံမှာတရားမဝင်နေထိုင်ရသူတွေကဘလို့အခက်အခဲစိတ်ခေါ်မှုတွေနဲ့ကြုံတွေ့နေရတယ်လဲဆိုတဲ့စကားတံတွေကိုနားဆင်ကြရအောင်ပါလလလမရဘူးပါနော်လလလမရတော့သာဝန်ရဲ့အတွက်အဆင်ပြေမှုအပြည့် ထွေးရလည်းမလွယ်ဘူးဘောနော်အဲအဲ့ဒီအရရှိတယ်ပြီးတော့စောင်းနေဖြစ်ရှိလို့မရဘူးလောလောလို့မရဘူးဘောအတိကတော့အဲ့ဒါမလွတ်လောက်ဘူးဘောပြထွက်လို့မရတော့ဘူးလောလောဘူးပြီးတော့မချေတကယ်လို့မရဖဆီရရှိလို့ရှိမချေဖခင်လည်းဆွေဆွေဆိုင်လည်းရှိနေတယ်ဘောတရားဝင်ထောက်ထားရှိတဲ့ တော်လာရတာခက်ခဲဖြစ်တယ်။ဒီစီရေပြပမှုတွေရှိတယ်။ပြီးရင်အပယကံပဖို့လည်းငွေချေလည်းမတတ်နိုင်ဘူး။လုံးမဆွေနဲ့နောက်ပိုင်းဖရအမျိုးမျိုးပြောတယ်။ခလိုမျိုးကိုကတရားမဝင်နေရတော့သူများချမ်းမလဲ။ညနေငယ်ရတယ်။အလိုလိုဆောဝဲ။လလလလတော်လာလို့မရဘူးပေါ့။ကိုလိုချင်တဲ့ကိုတွားချင်တဲ့နေရာဒီကိုလလလလတော်ခွင့်မရှိဘူး။ ောက်ပြီးတော့အခြေအနေနဲ့အခြေခံမြဲကြည့်ပြီးတော့မှအင်းအင်းတည်နေတဲ့နားထောင်ရတော့ပေါ့သူတို့တွေစစ်စစ်ရရှိလားမရှိလားဆိုတာတည်နေတဲ့နားထောင်ပြီးမှပြင်ထွက်တင်ထွက်မယ်မထွက်တင်လဲအိမ်မှာပဲပုံနေရတော့ပေါ့ဒီကကျွန်တော်တို့ခုလိုမျိုးထောက်ထားမနေထိုင်တာကအင်းတရားမဝင်ဘူးလေနော်သူတို့လည်းကျွန်တော်တို့ကိုအချိန်မြေလဖမ်းနိုင်တယ်လို့အချိန်မြေလာရောက်စစ်စစ်မေးမြန်းလို့ရတယ်

ိုင်းအနာပါတယ်လဲစေးတယ်ကျွန်တော်တို့ရှောက်ပြေးတယ်သူတို့မစေးတော့ချေကျွန်တော်တို့ပြထွက်တယ်ထိုင်းနိုင်ငံမှာတရားမဝင်ထိုင်ရသူတွေရဲ့အခက်အခဲစိန်ခေါ်မှုတွေကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်။ ီအင်ကာနဲ့မှတင်ဆက်ပေးနေတဲ့လူငယ်အစီအစဉ်ကနေပြီး KTF ပရိသတ်တွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့ဒီပတ်ထွက်ပြီးအလုံးလုံးမဲ့လူငယ်တွေအတွက်ဘာတွေတိထားသိတဲ့လဲဆိုတဲ့အကြောင်းအရာကိုကျမမော်လေးမြာကနေပြီးတင်ဆက်ပေးသွားပါမယ်။နိုင်ငံတွေးပြပြခါကြောင့်အခုနှစ်မတ်လကနေအောက်တိုဘာလအထိထိုင်းနိုင်ငံတဲကိုမြန်မာရွှေ့ပြောင်းလုပ်တာခက်မှန်းခြင်း 6တန်းဝန်းကျင်ကျော်ဝင်ရောက်လာတယ်လို့အလုတ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။အဲ့ဒီထဲမှာ Greeny B ကရွှေ့ပြောင်းလုပ်သားတွေပါဝင်နေပါတယ်။ဒါပေမဲ့အဲ့ဒီအရေးအတွက်ရဲ့ထက်ဝက်ခက်ကတော့အထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ဒီကြောင်ရံနဲ့ပတ်သက်ပြီးရွှေ့ပြောင်းအလုတ်သမားဆောင်ရွက်ပေးနေတဲ့ဥထူးချစ်ကအခုလိုပြောပါတယ်။ဟုတ်ကဲ့နော်ဒီအထောက်ထားရှိတဲ့အလုတ်သမားပေါ့အထောက်ထားဆိုတာလဲသူကဟို ဘယ်လိုပြောမလဲဒီအမျိုးမျိုး3-4မျိုးလောက်ရှိတယ်ပေါ့နော်ဟိုဥစ္စာဒီ MOU နဲ့လာတာဟိုဥစ္စာ main list နဲ့လို့နောက်ပြီးတော့ regional original worker ခေါ်တာပေါ့ဒီဂျာဂျာဒီလိုက်အလုပ်လာလုပ်တဲ့အလုပ်တပားတွေပေါ့ဆူလိုချင်တာကတော့ဟိုဆူလိုချင်တာကတော့ဒီတရားက3တန်းပတ်ချလဲရှိတယ်ပြောလို့ရတယ်နောက်ဒီရက်ကပြောနေတာပေါ့နော်3တန်းနည်းနည်းရော့လာရှိတယ်ဒါဒါမြန်မာတမျိုးလဲပေါ့နော်နောက်တစ်ခုတော့တစ်ချိန်တည်းမှာပဲဥစ္စာပေါ့ဒီ undocumented တော်ဒီအထောက်အထားမရှိတဲ့အထောက်အထားမရှိတဲ့အလုပ်သမားတွေကလည်းအဲ့လိုမျိုးသုံးသန်းလောက်ရှိလို့ခံမှန်းကြတာဆူလို့ကျနော်ကတဝက်တဝက်ကလက်မရှိတဝက်ကမရှိဘူးရွှေပြောင်းလှုပ်သားတွေတဲကပွဲစားတွေစီမှာအခကြီးငွေအဆက်မတန်ပေးရပြီးထိုင်းနိုင်ငံအတွင်းကိုဝေရောက်လာကြပေမဲ့လည်းလန်ခူလန်မှာဖမ်းဆီးခံရသူတွေရှိနေတာကိုထိုင်းတရေတွေရတွေ့နိုင်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်19ရက်နေ့ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံကကချနာဘူရီခိုင်နဲ့စမုစကုတ်ခိုင်တွေမှာ အထောက်ထားမဲ့မြန်မာရွှေ့ပြောင်းလုပ်တာ293ဦးအဖမ်းခံခဲ့ရပါတယ်။ဒီအချက်တွေကတရားဝင်အထောက်ထားနဲ့လာရောက်အလုပ်လုပ်ဖို့အရေးကြီးတယ်လို့ထောက်ပြနေပါတယ်။သူတို့တွေကပွဲစားတွေကိုဘတ်1000ကနေ2400ထိမြန်မာငွေပေါက်စီ23သိန်းကနေ26သိန်းထိပေးဆောင်ပြီးအလုပ်လုပ်ဖို့ထွက်လာကြကြောင်းကိုလည်း ထိုင်းသတင်းဌာနတွေကပြောဆိုထားပါတယ်။ Greenpeace ကနေထွက်လာတဲ့ရွှေ့ပြောင်းလှုပ်သားတူရဲ့ပြောကြားချက်အရအလောက်ကင်ရှာဖွေရေးအင်ဂျင်ရဲ့ဆောင်ရွက်ပေးမှုနဲ့အလောက်ကင်ရကြမဲ့တချို့ကလည်းအလောက်ကင်မရကြဘူးလို့ဆိုပါတယ်။အခုလက်ရှိလုပ်နေတဲ့အလောက်ပြေတခြားဆက်ရုပ်တွေရှိတယ်ပြောတယ်။၂မျိုး၃မျိုးပေါ့။ဒါပေမဲ့ရောက်သွားတော့ပို့တဲ့လုပ်ပဲလုပ်ရတယ်။တချို့ဆိုအခုထိတော့အလုံးမရတဲ့သူတွေရှိတယ်။မရတာတော့မဟုတ်ဘူး။ ပထမလုံအဆင်မပြေတော့တခြားလုံရှာခိုင်းတာပွဲစားကစမခတ်မပေးနိုင်ရင်မရှာပေးတော့တာအဲ့ဒီတော့ခံနေတာလည်းရှိတယ်လို့ဂရင်းနီလူငယ်တဦးကပြောပါတယ်အလုတ်ကိုင်းမရသေးပဲရွှေ့ပြောင်းလုံသားတွေကအွန်လိုင်းပေါ်ကနေတဆင့်အလုတ်ရှာနေကြပေမဲ့အဆင်မပြေကြဘူးလို့လည်းအဲ့ဒီလူငယ်ကဆက်ပြောပါတယ်ဒီเจ้าရာနဲ့ပတ်သက်ပြီးပွဲစားတွေကိုယုံကြည်လို့မရကြဘူးဦးထူချစ်ကအခုလိုပြောပါတယ် ဟုတ်တယ်ကြက်ပြေးနေတယ်နောက်တစ်ခုကပွဲစားတွေကိုပွဲစားတွေကိုပတ်စံပေးထားတဲ့လူကတော့အဲ့ဒါလည်းပြဿနာရှိတယ်ပွဲစားတွေကိုတော့မယုံဘူးပဲအဓိကပြဿနာကဗမာလူသမားတွေပတ်စံပေးတာဗမာတွေပဲဖြစ်နေဒါကတိအရေးကြီးတယ်အဲ့ဒါကိုအရေးကြီးပါမယ်မြန်မာရွှေပြောင်းလောက်သားတွေကပြည်တွင်းအလောက်ကိုင်းရှားပါတာစစ်မှုထမ်းဥပဒေတွေကြောင့်နိဆက်ရနိုင်ငံတွေကိုနေမျိုးမျိုးနဲ့ထွက်လာကြသလိုဂရီနီပြည်မှာရှိတဲ့လူငယ်တွေကလည်းနိဆက်ရထိုင်းနိုင်ငံကိုဝင်ရောက်လာပြီး အလောက်ကိုင်းရှာဖွေနေတာတွေလည်းများလာနေပါတယ် ရင်းနီပြည်တွေကမိသားစုစာဝုန်းနေရေးကြောင့်ပြပထွက်ခွာအလုံလောက်ကန်နေကြတဲ့လူငယ်တွေပုံများလာတယ်လို့သိရပေမဲ့ရခိုင်နှုန်းကိုတော့မသိရသေးပါဘူးလက်ရှိမှာတော့ဂရင်းနီပြည်ချားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့လူငယ်ရေးရာဌာနကစစ်တမ်းကောက်ယူနေစေဖြစ်တယ်လို့သိရပါတယ်ပွဲစားကနေတဆင့်ထိုင်းနိုင်ငံကိုအလုံလောက်ဖို့ရောက်လာတဲ့ဂရင်းနီပြည်ကလူငယ်တအူးရဲ့ပြောပြချက်အရလမ်းစီရိတ်စားတောက်စီရိတ်အလုံအင်ဂျင်ခအပီစီအတွက် ပွဲစားကို45သိန်းပေးခဲ့ရတယ်လို့ဆိုပါတယ်။ပွဲစားပေါ်မူတည်ပြီးအခကျင်းဝင်တွေကသိန်း60အထိကုန်ကျနေတာကိုလည်းကန်ရိုရီထိုင်းအနေနဲ့စုံစမ်းသိရှိရပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံအတွင်းဖန်ဆီးခံရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ပွဲစားတွေနဲ့မြန်မာတန်ယုံဘက်ကအကူအညီမပေးနိုင်တာကြောင့်ဥပဒေနဲ့အညီလာရောက်ပြီးအလုပ်လုပ်ကင်ကြဖို့ဥထူးချစ်ကတိုက်တွန်းထားပါတယ်။ ဆန်ယုံတွေကလည်းဘာမှလုပ်ပြလို့မရဘူး။ဆန်ယုံဆိုတာလည်းမြန်မာတိုင်းယုံဆိုတာလည်းအလုသမားတွေရှိတာပတ်ဆံကြည့်ဖို့လောက်ပဲသူကဆန်ကြတာ။အလုသမားခွေရင်းနဲ့အလုသမားတွေကိုကြောက်ဖို့ဆိုတာသူတို့ဆိုကြပါမယ်။အားသာတည်ကြည့်တဲ့အချက်လက်တွေဒါကြောင့်မလို့ကျွန်တော်တို့လည်းပြောလို့ရတာဒီမြန်မာရှိတဲ့အလုသမားတွေကဒီထက်မကကျွန်တော်တို့ဟိုဟာတွေခံရအောင်မဲ့ဟာမျိုးကျွန်တော်တွေ့ပြနေရတာပေါ့။ရွှေပြောင်းလုပ်သားတွေရဲ့နောက်ထပ်မျိုးလေးချက်တစ်ခုကပန်းရောင်ကတနည်းအားဖြင့်ဘက်ရိုက်တယ်လို့ခေါ်တဲ့ တရားဝေအလုံလောက်ကైခွဲကက်ကို ထုတ်ရမှာဖြစ်ပြီးတရားဝေအလုံရဖို့စောင့်နေကြရတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းထိုင်းကမ်ဘောဒီးယားနယ်စပ်ပဋိပက္ခတွေကြောင့်ကမ်ဘောဒီးယားလောက်သားတိုင်းနဲ့ချီနေရပြန်ပြီးတဲ့နောက်မြန်မာလောက်သားတွေကို အစားထိုးလောက်ကైမဲ့ရည်ရွယ်ချက်နဲ့အော်တိုဝါလာ15ရက်နေ့ကစပြီးဗတ်ရိုက်ပေးမယ်လို့ထိုင်းအစိုးရကကြေညာခဲ့ပါတယ်။ဒါပေမဲ့လည်းကုမ္ပဏီကြီးတွေရဲ့လက်ဝါအုံမှုမူရင်းစေဝါရောင်းဝယ်ဖောက်ကားမှု နေဆက်ဒေတာလူကုန်ကူးမှုနေဆက်ဒေတာကြားဖြာလုပ်ငန်းတွေကို အရင်ယူဆောင်ရွက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဗတ်ရိုက်မဲ့လုပ်ငန်းစီကို ထိုင်းဆိုရကယာယီဆိုင်ငတ်ပြန်ပါတယ်။အခုလိုတရားဝေအလုံးလောက်ကైခွေကက်တွေကိုပြုတ်လုပေးနေတဲ့လုပ်ငန်းစီအတော်အတွင်းမှာထိုင်းအာဏာပိုင်တွေက အထောက်ထားမဲ့လုပ်သားတွေကိုလိုက်လံဖမ်းဆီးလိရှိတာကြောင့်အထောက်ထားမဲ့လုပ်သားတွေသတိဝိရိယနဲ့နေထိုင်ဖို့ကိုလည်း အလုတ္တမအရေးဆောင်ရွက်တဲ့အဖွဲ့တွေကတိုက်တွန်းကြပါတယ်။ဟိုအလုတ္တမရေးဝန်ကြီးဌာနကိုယ်တိုင်ကနော်ဒီအစောပြောတဲ့ဟိုစာ name list တွေကိုကျွန်တော်တို့ဒီဟိုစာ25ရက်နေ့ပေါ့ဟို25ရက်နေ့ပါပြီးတော့တင်လို့ရပြီ25ရက်နေ့က29ရက်နေ့ကြီးပေါ့ဒါပေမဲ့အဲ့ဒီ25ရက်နေ့မှာပဲသူတို့ကယာယီရက်ဆိုင်တယ်နောက်ပြီးတော့အကန့်တ်အကန့်တ်မရှိဘူးပေါ့နော်ယာယီရက်ဆိုင်တယ်ဒါပေမဲ့အခုသူတို့အစောပြောတဲ့ဟိုထိုင်းနိုင်ငံမှာအလုတ်ကန်ရှာပွေပြီးလို့ ဆိုတော့မှတ်ပုံတင်ထားတဲ့၅တန်းပေါ့ပတ်၅တန်းတင်ထားတဲ့ကုမ္ပဏီတွေကိုနဲ့သူတို့၁၆ရင်းနှစ်လောက်ကသူတို့ဆွေးနွေးပွဲတွေလုပ်တာရှိတယ်ဆိုတော့အစိုးရပြောတဲ့ဒီကျွန်တော်တို့ဟိုပါပေါ့ဝင်ဆောင်မှုတွေပေါ့ဒီဟိုကပြီးရတဲ့ဟာတွေကစွဲစားတွေကိုပြီးရတဲ့ဟာတွေတအားများနေတယ်အဲ့ဒါတွေကိုပြန်စီပြစ်တယ်နောက်တစ်ခုကတော့ဟိုထိုင်းပြည်မျိုးတွေဒီအဲ့ဒီအစိုးရပြောတဲ့ဒီငါးသန်းတန်ကုမ္ပဏီမှရေဂျစတာလုပ်လို့ရတာမဟုတ်ဘူးအခုကတော့ထိုင်းပြည်မျိုးတွေရောက်ကိုအဖေးနိုင်ငံကံလို့ရှင်ဟို online မှာ ဇွေးနှုံးချူတာစွာနဲ့ပေါ့နော်လွယ်လွယ်ကူကူလွတ်လွတ်ရအောင်သူတို့ပြင်ဆင်နေတယ်ဆိုရဟာမျိုးတွေသူတို့ပြောထားတာရှိတယ်။ဘယ်အချိန်မှမသိပြဖွဲ့ပေးနိုင်ခြင်းရှိတဲ့ဘက်ရိုက်လုပ်ငန်းစီမှာလည်းအမိစင်းတွင်းချဖို့ကိုဥထူးချစ်ကအခုလိုထပ်မံတိုက်တွန်းထားပါတယ်။အခုကတော့အဲ့လိုပေါ့ဟိုမြန်မာပြည်ကနေပြီးတော့ဒီမြန်မာဒီပွဲစားတွေကဟိုဥစ္စာဒီပတန်တစ်ဆဇီးနှုံးနေနဲ့ဟိုလက်ခံပြလောက်တော့ရှိရတော့လိန်လာရှိတယ်။ နောက်ကိုရီယုံကလည်းအခုခုတန်ကောင်းမှလည်းဆက်ဖွင့်လိုက်ပြီးတော့ပေါ့နော်ဒီအလုပ်သမားခွင့်ရင်းနဲ့တပ်တဲ့ကိစ္စတွေပြန်ကြားလို့ရအောင်လို့အဓိကအဓိကတော့ဝင်လာတဲ့အလုပ်သမားတွေကတော့အဓိက software ကိုဥစ္စာပေါ့အလုပ်ကိုရှားပါးတာတွေစီမံထမ်းနေရဥပဒေကြောင့်လည်းအလုပ်သမားတွေကတော့တော်တော်များများလာတာရှိတယ်သူတို့ကတော့အဓိကပြောချင်တာကတော့ဒီဟိုထိုင်းနိုင်ငံတွေကိုလာမယ် solution တော့တရားဝင်လက်မှတ်တစ်ခုခုတော့ကိုင်ဆောင်ထားဖို့ရှိဖို့လို့ငါတို့ကအဓိကဟိုပွဲသားတွေကိုတတိထားဖို့လို့ね အဲ့ဒါပွဲစားတွေနဲ့ပြဿနာဖြစ်လို့ရှိရင်ကျွန်တော်တို့ဒီသက်ဆိုင်ရာဖွဲ့စည်းတွေအလုပ်သမားကြီးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေအကူအညီတောင်းဖို့တော့အဲ့လိုမျိုးတော့ပြောချင်ပါတော့ဗျာထိုင်းနိုင်ငံကိုရှောင်းနေတဲ့နိုင်ငံအရေးရက်ကရွှေ့ပြောင်းအလုပ်သမားတွေအတွက်လုပ်ငန်း29မျိုးကိုထိုင်းအစိုးရကကတ်သက်ထားတာပါအဲ့ဒီလုပ်ငန်းတွေကတော့တစ်ထွေးပပူးလုပ်ငန်းစိန်ကြောင်မြတ်ဖြတ်တောက်တဲ့လုပ်ငန်းလေလံလုပ်ငန်း စပင်ညက်တာနဲ့အလားပြုပြခြင်းလုပ်ငန်းရက်ကန်ရက်လုတ်တဲ့လုပ်ငန်းချီထိုးလုပ်ငန်းလက်နဲ့ပြုလုပ်ရတဲ့ပိုးစာဆက်ကူလုပ်ငန်းရိုးထန်နဲ့ပြုလုပ်ရတဲ့လုပ်ငန်းထိုင်းဂီတဒူရီယာလုပ်ငန်းပပယ်လုပ်ငန်းပထိန်လုပ်ငန်းကြောက်ထည်ပြုလုပ်တဲ့လုပ်ငန်းထိုင်းရိုးရာအယုတ်ပြုလုပ်တဲ့လုပ်ငန်းစွန်းတပိတ်ပြုလုပ်တဲ့လုပ်ငန်းပိုးထည်ပြုလုပ်တဲ့လုပ်ငန်းဗုဒ္ဓရုပ်ပွားတော်ပြုလုပ်တဲ့လုပ်ငန်းဆက်ကူနဲ့တီအထည်ပြုလုပ်တဲ့လုပ်ငန်း လက်နဲ့ထိုင်းအက္ခရာစာပေရေးချစ်တဲ့လုပ်ငန်းတရားရေးရာဝန်ဆောင်မှုလုပ်ငန်းနဲ့မော်တော်ယာဉ်မောင်းနှင်ခြင်းလုပ်ငန်းတို့ဖြစ်ကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကတ်သက်ထားတဲ့လုပ်ငန်းတွေကိုမြန်မာရွှေ့ပြောင်းလုပ်တာလောက်ကင်သူတွေရှိနေတာကြောင့်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့တဟဇတဖြစ်အောင်နေထိုင်ဖို့အရေးကြီးတယ်လို့ဥထူးချင်းကအခုလိုတိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံမှာနေလို့ရှိရင်တော့ထိုင်းဆူရကနေပြီးတော့ပြတ်ထန်းထားတဲ့သူရဲ့ဥပဒေတိုင် ဟိုလိုက်နာကြဖို့ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးပညာပေးရည်လုပ်တယ်နောက်ပြီးတော့လှုပ်ဆောင်မှုတွေလုပ်တယ်အဓိကတချို့ကသူတို့ရဲ့လုပ်ငန်းတွေကိုကျွန်တော်ကသွားပြီးတော့ထိုင်းဆိုးကမလုပ်ခိုင်းတဲ့အလုပ်က29မျိုးရှိတယ်အဲ့29မျိုးပမာဏကလုပ်နေကြတယ်ဥမာဖြင့်ဟိုစပင်ကြတဲ့ကိစ္စကလုပ်လို့မရဘူး။ဥမာဒီရိုးရာတွေပတိန်ချင်းလောက်တာတွေတော့အဲ့လိုမျိုးတွေပေါ့။သူတို့တတ်မှတ်ထားတဲ့အလုပ်တွေရှိတယ်။နောက်ပဘူးလို့ဟိုတပင်လုပ်ငန်းတွေပေါ့နော်။ဆိုတော့အဲ့လုပ်ငန်းတွေကိုလုပ်လို့ရှိတော့ဒါတော့ဥပဒေကဟိုအရေးကြီးပါပဲ။ဒါကြောင့်မလို့တော့ ဟိုမြန်မာရှိပုံအလုပ်သမားတွေအနေနဲ့တော့ထိုင်းလူဖွဲ့စည်းနဲ့တဟဇာတာဖြစ်ဖို့တော့အရေးကြီးမယ်အဓိကတော့ဟိုထိုင်းစာတို့ထိုင်းစကားတို့လည်းဟိုလိလာတီကျဖို့တော့လိုမယ်လို့ပြောချင်ပါတယ်ဟုတ်ဒီတစ်ပတ်ရဲ့လူငယ်အစီအစဉ်ကနေပြီးပြပထွက်ပြီးအလုံးလုံးမဲ့လူငယ်တွေအတွက် ဘာတွေတိထားတည်လဲဆိုတဲ့အကြောင်းတွေကိုကြားခဲ့ရတာပဲဖြစ်ပါတယ်။နောက်တစ်ဖက်ရဲ့လူငယ်အစီအစဉ်မှာဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးမလဲဆိုတာ KTF ပရိသတ်တွေအားလုံးဆောင်မြောင်းနှာစင်ပေးကြပါဦးရှင်။ ရှိမှာတော့ထိုင်းနိုင်ငံကိုတရားမဝင်ရောက်လာသူတွေရဲ့အလိုအခက်ခဲစိတ်ခုမှုအကြုံတွေ့နေရတယ်ဆိုတဲ့စကားတန်တွေကိုဆက်လက်ကြားရဖို့ရှိပါတယ်။ အခက်ခဲရောများတရှိတော့ဘောနော်တွချင်းနေအောင်ဆိုလည်းမတွိုင်းရဘူးပြီးတော့ဈာမရေးကိစ္စဈာမရေးမှာလည်းခက်ခဲတယ်စစ်ဖို့ဆိုလည်းစစ်ဖို့ဝါဖို့ဆိုလည်းကုတ်ချက်များတော့ဘောနော်ပြီးတော့အလုံးအလုံးဆိုလည်းထောက်ထားရှိမှပဲသူများတွေကခေါ်ချင်ကြတော့ဘောနော်လမမလည်းမရှိရပြင်ဒီထိုင်စကားလုံးပြောတတ်တဲ့ကြောင့်မလို့တမိုင်းအပြင်ထွက်စည်းဝဲစည်းထွက်လို့ဝယ်ရမှကျွန်တော်တို့အတွက်ခက်ခဲခုလိုဖြစ်စေတော့ဘောနော်လမမရှိတော့လည်းအလုံးမ အလုံးခံလို့မရဘူးဆိုတဲ့ဟာမျိုးပေါ့အခုကကိုရေကအလုံးမရှိဘူးဆိုတော့အလုံးရှင်နေကအလုံးတက်ဆိုင်တော့မှလက်မမရှိသူတော့မခန့်ချင်ကြဘူးတော့မခန့်တော့ဝင်ငွေရမရှိဘူးဝင်ငွေမရှိတော့အဆင်မပြေဘူးအဲ့လိုမျိုးပေါ့အိမ်ငါးခါတွေလည်းရှိတယ်ရေခါတွေမိခါတွေနဲ့ဆိုတော့အခက်ခဲဖြစ်တာပေါ့ဆိုအလုံးမရှိဘူးလေအလုံးရှိတော့အဆင်ပြေတာပေါ့ ော်ပြည်တွင်းမှာကဒီစစ်ကောင်စီရဲ့ရန်လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပြစ်ခတ်မှုတွေဒရုန်းတိုက်ခိုက်မှုတွေကြောင့်လို့ဆိုရင်လို့တစ်ဖက်သောနိုင်ငံတွေတစ်ဖက်သောဒေသတွေမှာခုလိုခုထွက်ခွာကြရတဲ့လူအများကြီးရှိတယ်။အဲ့ထမကျွန်တော်ပါဝင်လို့ပြောလို့ရပါတော့။ဆိုတော့ကျွန်တော်တို့ဒီဖက်နိုင်ငံရောက်တဲ့အချိန်မှာကလည်းလက်မှတ်မရှိပဲ ရားမဝင်ဘူးလို့ပြောပါမော်နော်အဲ့လိုမျိုးထိုင်ရတဲ့အချိန်မှာကဟိုလွတ်လပ်မှုမရှိဘူးပေါ့နော်ဟိုကိုတော့ချင်းနေနေရာတိုင်းတော်လို့မရအောင်ကိုလှုပ်ချင်တဲ့အရာဟိုလှုပ်လှုပ်လှက်လှက်လှုပ်လို့မရအောင်နော်အထူးသဖြင့်ဟိုသူတို့ရဲ့ပါတာစကားကိုနားမလည်တဲ့အချိန်မှာအကြီးမားဆုံးတော့စိတ်ကုန်မှုတစ်ခုဖြစ်တယ်ပေါ့နော် တရားမူရင်နေထိုင်တဲ့ပြင်အဲသူတို့ရဲ့ပါရစကားကိုမတက်မြောက်တဲ့အချိန်မှာကအဲ့ဒီရဲ့ချိန်ချောက်မှုတွေကတရားမူရင်နေထိုင်တဲ့သူတွေအတွက်ဟိုရှိတ်တစ်ခုလိုအရင်လိုက်ပြီးတော့မှ၆လက်နေလို့နော် ိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ရသူတွေရဲ့အခက်အခဲစိန်ခေါ်မှုတွေကိုနားဆင်ခင်ကြရတာဖြစ်ပါတယ်ရင်းပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို မျှဝေခြင်းနာတောင်းဆိုခြင်းနာ ပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbamis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။စင်ကနယ်ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ခြင်းနဲ့ဆိုရတော့အပေါင်း66 8988114214ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ လူထုတွေပေးပို့လာတဲ့စာလွှာတွေကို ပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့သက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားခြင်းနဲ့ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးပို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာဒီကနေ့ရဲ့ KTFM မြန်မာဘာသာရေဒီယိုစီစဉ်ရဲ့အဆုံးမှာ KGF ကနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေနဲ့ Greenie PDP ဒါအားလုံးဘေးမြာကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းတွေနဲ့အတူပျော်ရွှင်စရာအိမ်မက်လေးတွေအပြည့်အဝရရှိကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။မနေ့ပြန်ဒီလိုအချိန်မှာအစီအစဉ်တည်တူနဲ့ပြန်လာခဲ့ပါမယ်။ KGF ကနားဆင်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ကျမတို့အစီအစဉ်တင်ဆက်သူမော်လင်းညာပါ။